အော်တိုဘာလ9ရက်ညပိုင်းအတွက်နွေသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာ။ဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီကုတ်ကြီးကျေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေပါဗျ။နောက်ပြီးတော့ဗမောမှာဒီအပြန်အလှန်စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေသေးဖြစ်ပါတယ်။ နောက်သခိုင်းနဲ့မရယာမြို့နယ်အကြမ်းမှာ ARD မြစ်အတွင်းကနေပြီးတော့ဒီရက်နေတဲ့စစ်သည်မောင်းနေပြီးတော့ပြစ်ခတ်နေတာကြောင့်ဒေသကနေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒီဒဇဲမှာစစ်ကောင်မရှင်တပ်ကဘုံကျဲတာကြောင့်နှစ်ဦးထိခိုက်ဒေဆုံးပြီးတော့အဆောက်အဦအများပြားပျက်စီးကုန်ပါတယ်။တနင်္သာရီမြို့နယ်မှာစစ်ကြောင်းထတ်ထိုးလာတာကြောင့်အရသာ1300ကျော်ထွက်ပြေးနေရပါတယ်။ နောက်ပြီးတော့ဖပွန်ခိုင်မှာစက်တင်ဘာလအတွင်းကဒီတိုက်ပွဲအကြိမ်ကြီး133ကြိမ်ဖြစ်ပွားပြီးတော့ဒီစစ်ကောင်စီတပ်ဘက်ကနေ ပြီးတော့20ကျော်တေဆုံးတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစိတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပရမဒုံတရအနေနဲ့ဒီဂုတ်ကြီးကြေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ပြလိုပါရယ်ပိတ်မိနေတဲ့နတ်ရေကန်တောင်ဒီလေကြောင်းရံကာဝေးစခန်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ရက်ကတက်တော် AA တို့ဂုံကြီးကျေးရွာပတ်ဝန်းကျင်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်ခင်ဗျာဒီမကြသေးခင်ရပိုင်းကဂုံကြီးကျေးရွာထောက်ပို့စခန်းကို AA ကသိမ့်ပိုက်လိုက်ပြီးတော့စစ်တပ်ဟာမြေလက်ရွာဘက်ကိုနောက်ဆုတ်ထွက်ပြေးသွားတယ်လို့စီရေးတရင်ရင်းမြစ်တွေကနေရစရာတရင်ဌာနကိုပြောပါတယ်ဒီကုတ်ကြီးကကြာသွားပြီးမြေလက်ပဲနောက်ဆုတ်သွားတယ်နောက်ကလာတဲ့စစ်ကူတွေနဲ့ပေါင်းပြီးအခုပြန်တက်လာတော့ကုတ်ကြီးနဲ့မြေလက်ရွာကြားကဒီပတ်ဝန်းကျင်မှာဖြစ်နေကြတယ်လို့ပြောပါတယ်ခင်ဗျာ အဲ့ဒီနောက်ဆုတ်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာမြေလိုက်ရွာကိုမီးဝင်ရှို့လိုက်တယ်လို့ဒေသခံမျက်မြင်သက်သေတွေကလည်းပြောဆိုပါတယ်ခင်ဗျာကပ္ပစစုံကုန်းဆက်စီဇင်ပြုံစတဲ့နေရာတွေကအင်အားဖြည့်ထိုးတက်လာတဲ့စစ်ကူစစ်ကြောင်းနဲ့ဂုံကြီးကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြန်ပေါင်းပြီးတော့ပြန်လည်ထိုးစစ်ဆင်လာတာကြောင့်မြေလက်နဲ့ဂုံကြီးကျေးရွာမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြတယ်လို့အဲ့ဒီစစ်ရေးတရင်ရင်းမြစ်ကလည်းပြောဆိုပါရခင်ဗျာ။ စစ်တပ်ကအင်အား400လောက်ရှိမယ်စစ်ကြောင်းဗညာခွဲပြီးတက်လာတာအေအေဘက်ကလည်းဖြတ်ပြီးတိုက်နေတာနှစ်ဖက်တပ်ဖွဲ့ကတော့ပြင်းနေတယ်လို့ပြောဆိုပါရတယ်။ ဒီအဲ့ဒီတိုက်ပွဲဖြစ်နေတဲ့နေဝင်းကျင်ကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့ Y12 Y8 Jet Fighter တွေနဲ့ဒီဘုံကျဲတိုက်ခိုက်နေတဲ့ပြင်အနီးနားကြေးရွာတွေဖြစ်တဲ့ဂုတ်ကြီးနဲ့နောင်ရွာတို့အပါအဝင်အေအေထင်းချုပ်ကြေးရွာတွေဖြစ်တဲ့ကမင်းကန်ဆွန်တက်လင်းတက်တုံးကြီးအထက်ဆင်လန်းတို့ကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေရှိတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်ခင်ဗျာ ဒီစစ်ကောင်စီဟာစက်တင်ဘာလထဲမှာအေအေထိန်ချုပ်နေမြေတွေကိုအင်အားသုံးထိုးစစ်ဆင်ခဲ့ပေမဲ့လည်းအကြဆုံးများပြီးတော့နောက်ဆုံးနေရကဒီမကြသေးခင်ကနတ်ရီကန်လေချောင်းရံဗျူဟာအတွက်ပါအရေးပါတဲ့ထောက်ပို့စခန်းဂုတ်ကြီးကြီးရွာကိုလည်းလက်လွတ်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာနောက်တဲ့တဲ့ဘုတ်ကတော့ဒီဗမောတိုက်ပွဲရဲ့နောက်ဆုံးအခြေအနေတစ်ခုကိုဆက်တင်ပြပါမယ် ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲမှာဆယ်လကျော်ကြာမြင့်လာပြီးတော့ဒီနှစ်ဖက်အပြန်လန်စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းမြစ်တွေကပြောပါတယ်ခင်ဗျာဗမော်အခြေအနေနောက်ဆုံးအခြေအနေကတော့ဒီသူတပြန်ကိုတပြန်ထိုးစစ်ဆင်နေကြတယ်လို့အဲဒီစီးရီးသတင်းမြစ်တူကပြောပြပါတယ်ဗမောမှာက KIA နဲ့စစ်ကောင်စီက level ပဲဖြစ်နေတာစစ်ကောင်စီကတနီယာရရင် KIA ကလည်းတနီယာရတယ်အခုတလောတော့ ကမ္ပလန္နာကအထက်ကတင့်နာတော့တိုက်ပွဲတအားဖြစ်နေတယ်သူတို့အဲ့ဒီဘက်ကိုတအားဖိပြီးထိုးနေတာသူတို့ကမ္ပလန်အထက်ကတင့်ဘက်အမကလေးဘက်ထိုးလာပြီဆိုရင်လေရင်ကွင်းဘက်မှာရှိတဲ့သူကပြန်ထိုးအဲ့လိုလုံနေရတာသူတို့ကဒီဘက်ထိုးရင် ကျွန်တော်တို့ကဟိုဘက်ကိုထိုးသူတို့ဟိုဘက်ထိုးရင်ဒီဘက်ကိုထိုးအဲ့ဒီလိုမျိုးပဲစစ်ကစားနေရတာပေါ့လို့စီရီတရေရင်းမြစ်သူကပြောဆိုတာပါ ဗမုံမှာစစ်တပ်နေရာသာမကမြို့တွင်းမြို့ပြင်နေရာအသီးသီးမှာစစ်မျက်နှာပြင်အများပြားနဲ့တိုက်ပွဲတွေဖြစ်ပွားနေတာလို့လဲဆိုပါရယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေနေရာယူထားတဲ့ဘက်ကိုစစ်တပ်ကစစ်ကြောင်း၃ကြောင်းလောက်နဲ့စစ်မျက်နှာဖွင့်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင်လေကြောင်းကားတွေလည်းနေတိုင်းလာရောက်ပုံကျဲတိုက်ခိုက်နေတယ်လို့ KIA ခြေတန်းသတင်းရင်းမြစ်ကပြောပါရယ် ဒီဘက်မှာကအိမ်တွေဘာမှမကြံတော့ဘူးအဲ့ဒီကောင်တွေမိရှုလို့ကုန်ပြီးဒရုန်းနဲ့လာချလိုက်ဂျက်ဖိုက်တာနဲ့လာချလိုက်နဲ့ဘာမှကိုမကြံတော့ဘူးလို့ပြောပြပါဗျ။ဒီ2025ခုနှစ်နှစ်သမိုင်းအတွက်မှာ KIA တိမ့်ပိုက်လိုက်တဲ့တင်ကားအမှတ်9314နဲ့ခလရ236တရင်နှစ်ခုအပါနေရာတချို့ကိုစက်တင်ဘာလအတွင်းမှာပဲလက်လွတ်လိုက်ရတာပါ။ ။စီရဲအတွက်ရေးပါတဲ့အဲ့ဒီနေရာတချို့ကိုပြန်ရလက်လွတ်ရပေမဲ့ဒီစက်တင်ဘာလ29နဲ့30ရက်နေ့တွေမှာတော့စစ်တပ်ရဲ့လက်နက်တပ်စုဆက်ဆန်641ကာကင်းစခန်းနဲ့၃မိုင်ကြေးရွာမှာရှိတဲ့ကာကင်းစခန်းတွေကို KIA ပူးပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ရဲ့ဗမော်ထိုးစစ်ဟာအောက်တိုဘာလ၄ရက်နေ့က၁၀လပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီကချင်ပြည်နယ်ထဲမှာဗမော်တိုက်ပွဲအပြင်စစ်တပ်ကလက်လွတ်လိုက်ရတဲ့နေရာတွေပြန်ရဖို့ဆိုပြီးတော့ခေါလန်ဖူးလန်ဆယ်ဒေသနဲ့ကြောက်စိမ့်ထွက်ရှိတဲ့ဖကန်ဒေသတွေမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်ခင်ဗျာ။နောက်သခိုင်းတိုင်းနဲ့မရယာမြို့နယ်ကြားမှာအယောက်ဒီမြစ်တွင်းမှာကြောက်ချထားတဲ့စစ်သည်မောကလက်နက်ကြီးတွေနဲ့ကြီးရွာတွေကိုပစ်ခတ်နေတာကြောင့်ပြည်သူတွေဘေးလျာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်ခင်ဗျာ။ ဒီနေ့အောက်တိုဘာလ9ရက်နေ့မနက်ပိုင်းမန္လေးမြို့ခေါဝင်စိတ်ကနေပြီးရော AOD မြစ်အထက်ပိုင်းကိုစံတက်လာတဲ့သင်္ဘောတွေအနက်ကတိုက်ခတ်ရေးသင်္ဘောတည်းကမရယာမြို့နယ်နန်းတော်ကျွန်းရွာနဲ့သကိုင်းတိုင်းသကိုင်းမြို့နယ်မင်းကွန်းရွာကြားကြောက်ချထားပြီးတော့လက်နက်ကြီးတွေနဲ့ရန်တန့်ပစ်ခတ်နေပါတယ်။အဲ့ဒီလိုပဲဒုတိယကြိမ်ထွက်လာတဲ့ကန်တုစစ်သင်္ဘောနှစ်စီးနဲ့ဒီဖလက်နှစ်စီးတို့ကလည်း ကျွန်းစင်ရွာအောက်ဖက်မှာ၎င်းရပ်တန့်ထားပြီးတော့ဒီတန်ကုန်အသေးသင်္ဘောတတိပေါ်ပါစစ်သားတွေကမင်းကုန်းရဲစခန်းအတွင်းကိုဝင်ထွက် လုံနေကြောင်းလဲသိရပါတယ်ခင်ဗျာတန်ကုန်တွေကမန္တလေးကိုကာကျင်တဲ့အနေထားပါမင်းအွန်လိုင်းကမန္တလေးကိုရောက်နေတဲ့ခါကျတော့စစ်ရေးအနေနဲ့ကာကွယ်ရေးပိုင်းလုတာပဲဖြစ်မယ်ပြည်သူတွေကတော့အများကြီးမရှောင်ရဘူးသူကအောင်နာမှာဆိုတော့မင်းကုန်းရဲစခန်းကိုဝင်ထွက်လုတာကလည်းတက်တက်အံ့ပြတာခံရန်ပို့တာမျိုးတော့မမြင်ဘူး ဝင်တဲ့အင်အားအတိုင်းပြန်ထွက်တယ်လို့သိရတယ်လို့ Wallet Information Network ကတာဝန်ရှိသူကဒီရန်ကုန်ခေတ်တည်တရင်ဌာနကိုပြောဆိုထားတာဖြစ်ပါတယ်။ဒီအကြမ်းဖက်စစ်တပ်ရဲ့စစ်သမိုးတပေါ်ကလက်နက်ကြီးပစ်ခတ်မှုတွေအပြင် မြေပြင်မှာလည်းစစ်တပ်ကစစ်ကြောင်းထိုးနေပါတယ်။ဝလမျိုးနယ်ရှိမကကြေးရွာကစစ်ကြောင်းကအမှတ်3လက်မဘက်ကိုထွက်လာတာကြောင့်ဒီမြေကမ်းဘေးကကြေးရွာနဲ့စစ်ကြောင်းထိုးရာအနီးနားကကြေးရွာတွေပြည်သူတွေကတော့ ဖက်ပြီးတင်းချောင်းနေကြတဲ့အကြောင်းဒေသခံပြည်သူတွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာ။နောက်သကိုင်းတိုင်းဒဇယ်မှာစစ်ကော်မရှင်တပ်ကဘုံကျဲတာကြောင့်နှစ်ဦးတန်ရပြီးတော့နေအိမ်၁၈လုံးဖျက်ဆီးသွားပါတယ်။သကိုင်းတိုင်းဒဇယ်မြို့နယ်စစ်ကော်မရှင်တပ်ကဘုံကျဲတာကြောင့်ဒေသခံနှစ်ဦးတန်ရပြီးတော့နေအိမ်၁၈လုံးဖျက်ဆီးကနွား၆ကောင်တိတ်ဆုံးခဲ့တယ်လို့ဒဇယ်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကထံကနေပြီးတော့သိရပါတယ်ခင်ဗျာ။ ဒီဒဇယ်မြို့နယ်တာကရရွာနဲ့တာကလရွာကို အောက်တိုဘာလ၄ရက်ည၉နာရီခွဲလောက်ကဂျက်ဖိုက်တိုင်းနဲ့ဘုံကျဲခဲ့ပြီးတော့ဒီနေ့အောက်တိုဘာလမနေ့တနအီလောက်မှလည်းဒီဝိုင်တွဲနဲ့ဘုံသီးအများပြကျေချခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီတိုက်ခိုက်ခံရတဲ့ရွာကဆစ်ဆောင်ရွာပါဒဏ်ရာတဲ့သူနှစ်ယောက်ကအသက်အန္တရာယ်မဆိုးရင်ရပါဘူးလို့ဒဇယ်ပတ်ကဖတ်တာဝန်ရှိသူက ပြောပါတယ် နေမီအတွက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လူထုကိုကြောက်ရွံ့စေဖို့ထင်ရှားဆိုင်နေတာဖြစ်ကြောင်းနဲ့၎င်းကသုံးသပ်ပြောဆိုပါတယ်။ဒီဒဇယ်မြို့နယ်အတွင်းစစ်ကောင်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာအချိန်ချင်းပြုတ်လုနေတာကြောင့်လေကြောင်းရံအထူးကိူးဆိုင်ကြဖို့နဲ့မတရားပြုတ်လုမဲ့ရွေးကောက်ပွဲကိုမဲမပေးခြင်းဖြင့်တော်လန်ကြဖို့ဒဇယ်ပတ်ကဖကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဒဇယ်မြို့နယ်ဂရုမကျေးရွာကိုစစ်ကော်မရှင်တပ်ကစက်တင်ဘာလ26ရက်နေ့မှာလဲလေကြောင်းကနေဘုံကျဲတက်ခိုက်တာမှာဒေသခံ17ဦးသေဆုံးပြီးတော့9ဦးဒဏ်ရာရှိခဲ့တဲ့အကြောင်းဒီဒဇယ်မြို့နယ်ပကဖတာဝန်ရှိသူထံကနေပြီးတော့သိရှိရပါတယ်ခင်ဗျာနောက်တနင်္သာရီမြို့နယ်ကစစ်တပ်စစ်ကြောင်းထုတ်လာလို့အရသာ1300ကျော်ထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်လိုပါတယ် အော်တိုဘားလာ3ရက်မနက်ပိုင်းလောက်မှာအနောက်မော်တုံးရွာရဲ့တဖက်ကမ်းမှာရှိတဲ့ကန်းတူရွာနဲ့ညောင်ပေရင်ကုန်းရွာကဒီစစ်ကောင်စီတပ်သားတွေလှေနဲ့ကူးပြီးတော့စစ်ကြောင်းထိုးလာတာလို့ဒေသခံတယောက်ကပြောပြပါဗျာ။ဒီမနက်9နာရီလောက်မှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာမှန်သိတယ်။အင်အားကတော့အတိအကျမသိရဘူး။အခုဝစ်ထဲကူတစ်ခုနဲ့ပဲရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ပြောပါဗျာ။ဒီစစ်တပ်ကစစ်ကြောင်းထိုးလာပြီးတဲ့နောက်မှာမနက်10နာရီလောက်မှာတော့ တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပြီးတော့အသေးစိတ်ကိုတော့အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်ဒီဒေသခံတယောက်ကနှစ်ဖက်ထိခိုက်မှုတော့ရှိတယ်စစ်တပ်ကလည်းချောင်းကူပြီးတိုးလာတယ်ဆိုတော့ပြန်ဆုတ်မဲ့အနေထားမရှိဘူးတိုက်ပွဲညင်တော့စက္ကဆဘက်ကဒီလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတယ်လို့လည်းပြောပါတယ်ခင်ဗျာဒီစစ်ကြောင်းထိုးလာချိန်မှာစစ်ကောင်စီဘက်ကအရတတယောက်ကိုဖမ်းဆီးခေါ်တော့သွားပြီးတော့အခုချိန်ထိပြန်မလို့သေးဘူးလို့လည်းသိရပါတယ် ဒီအခုလက်ရှိမှာတော့နောက်မော်တုံးရွာနဲ့အရှိတရဖုံရွာအပါဝင်အနီးနားရှိကြီးရွာတွေကဒေသခံတွေရွာလုံးကျွတ်နိစက်ရွာဥယျာဉ်ချမ်းပြည်နဲ့ကြီးရွာတွေဒီကိုစစ်ပေးရှောင်နေကြရပါတယ်ခင်ဗျာဒီနောက်ဆုံးသတင်းတပုတ်အနေနဲ့ဒီ KNU ကစီးရီးသတင်းတချို့ကိုတင်ပြခြင်းပါတယ်ဒီဖာပုန်ခရိုင်မှာစက်တင်ဘာလအတွင်းမှာတိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်တပ်က20ဦးတေဆုံးတယ်လို့သိရပါဗျာ ဒီကရင်ပြည်နယ်ဖားပုံခရိုင်မှာစက်တင်ဘာလအတွင်းတိုက်ပွဲတရား33ညဖြစ်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်က20ဦးသေဆုံးခဲ့တဲ့အကြောင်း KNU မူထရခရိုင်က ထုတ်ပြန်ထားပါတယ်။ဒီစက်တင်ဘာလ1ရက်နေ့ကနေ30ရက်နေ့ထိဖားပုံခရိုင်အတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့ KNL တပ်မဟာ9တို့တိုက်ပွဲတရား33ညဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်က20ဦးတေဆုံးပြီးတော့39ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဒါအပြင်ဂျမ်ဖက်စစ်တပ်ကရသပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုဒရုန်းနဲ့ကိုးကျိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ Jet Fighter လေယာဉ်နဲ့နှစ်ကျိန်ဘုံကျဲခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာကြေးရွာနေပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူတွေရွာလုံးကျွတ်ဒီဘေးလွရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ဒီအလားတူပဲအောက်ကလပိုင်းကလည်းဖာပွန်ခန်အတွင်းမှာကျန်းဖက်စစ်တပ်နဲ့ KNL အမှတ်9တပ်မဟာတပ်ဖွဲ့ဝင်တွေ တိုက်ပွဲ63ကြိမ်ဖြစ်ခဲ့ပြီးတော့အချမ်းဖက်စစ်တပ်က9ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းဒါ့အပြင်ဒီတိုက်ပွဲတွေအတွင်းမှာအချမ်းဖက်စစ်တပ်ရဲ့ဌာနဆိုင်ရာအဆောက်အုံတလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာအော်တိုဘာလ9ရက်နေ့ညတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်